明个啦，万事。 င်ဒီနေ့ကျတော့အာမိုင်ပါအကြောင်းများလာပြောမလဲဆိုတော့အာโอเคအဆိုရင်တော့ CI ဆောင်းကအစ်စ်လုတ်တဲ့အကြောင်းနဲ့လာရောက်ပြီးတော့ပြပြပေးမယ်ဖြစ်ပါတယ် CI ဆောင်းကအစ်စ်လုတ်ချင်တဲ့သူတွေကအာဘယ်သူတွေလုတ်ရမလဲနောက်ပြီးတော့ဝါပါမင်းတခုတည်းနဲ့လုတ်လို့ရလားဆောင်းအာဘန်းရောက်ကက်ရှီမလုတ်လို့ရလားဆိုတဲ့မေးလာတဲ့သူလေးတွေကိုပေါ့နော်လာရောက်ပြီးတော့ပြောပြပြောပြပေးမှာဖြစ်ပါတယ် CI ဆောင်းအောက်ကအာ CI ဆောင်းအောက်မရှိတဲ့သူတွေကိုအခုကဘန်းရောက်ကတခုတည်းကင်ဆောင်ထားတာပဲဖြစ်ဖြစ်ဝါပါမင်းတခုတည်းကင်ဆောင်ထားတာပဲဖြစ်ဖြစ်အဲ့ဒီအုပ်စုကို အခုလာမယ်15ရက်နေ့ကြာလို့ရှိရင်ပေါ့နော်15ရက်နေ့ကြာလို့ရှိရင်သူတို့က CI စာအုပ်အပြောင်းပေးမှဖြစ်ပါတယ် CI စာအုပ်အသက်လုတ်ပေးမှပေါ့နော်အဲ့ဒီလူတွေအတွက်အသက်လုတ်ပေးမှဖြစ်ပါတယ်ဒါကြောင့်မို့ဒါကြောင့်မို့လုတ်တင်နေဆိုလို့ရှိရင်တော့ကိုမဝပမဲတခုမဟုတ်ရင်ပန်းရောက်ကရှိရမှာပေါ့နော်အဲ့ဒီမျိုးရှိလို့ရှိရင်တော့သွားလို့လို့ရပါပြီနော်အာတချို့သူတွေကကြတော့လဲအာတချို့သူတို့များများမေးလာကြတာပေါ့နော်မိုင်းအောင်မေးလာကြတာကြတော့ စာအုပ်အနည်းရောင်ရှိတဲ့သူတွေကရောအာ CI စာအုပ်ပြောင်းလို့ရလားဆိုတော့မိုင်ပြောချင်တာကကြတော့အနည်းရောင်ရှိတဲ့သူတွေကဘာဖြစ်လို့စေးရောင်ကိုပြောင်းချင်တာလဲအာအစိမ်းရောင်နဲ့အနည်းရောင်နဲ့အာအစိမ်းလိုက်ပြောရရင်ပြောပါတော့အစိမ်းအစိမ်းလိုက်ပြောရရင်တော့ကိုယ့်အတွက်ဘာစာအုပ်ကအသုံးဝင်ဆုံးလဲဆိုတော့ကိုယ့်အတွက်အကောင်းဆုံး အာအကုန်လုံးကကြတော့အသုံးဝင်ပါတယ်ပေါ့နော်အကုန်လုံးကကြတော့ကို့မှာထောက်ထားရှိတယ်ဆိုတာတမန်ပြူတာပဲဒါပေမဲ့ကို့တွေ့အကောင့်ဆိုကကြတော့အနီအောင်စာအုပ်ကကို့တွေ့အကောင့်ဆိုအနီအောင်စာအုပ်ကဘာကို့တွေ့အကောင့်ဆိုဆိုတာအခွင့်ရရဆုံးပေါ့နော်အခွင့်ရရရဆိုတာကကြတော့ကို့မှာ PJ ပဲဖြစ်ဖြစ် MOU စာအုပ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုစာအုပ်တွေရှိတဲ့အချိန်ကြတော့ PJ စာအုပ်ရှိလို့ရှိရင်တော့ပေါ့နော်အာကိုဘယ်လိုပြောရမလဲ ဟိုအကုန်လုံးလုလို့ရတာလွယ်ကူတာပေါ့နော်တခုခုလုလို့ရတာလွယ်ကူတယ်ဥပမာဥပမာအားဖြင့်အာ PJ စာအုပ်စုရင်းပေါ့နော်နိုင်ငံခြားကိုလည်းကိုကထွက်လို့ရတယ်ဥပမာနိုင်ငံခြားဆိုရင်ကိုနဲ့နီးနီးတဲ့အာနိုင်ငံလေးမျိုးပေါ့နော်ဥပမာဟိုဗာလဲဟိုကတို့သွားမလို့ပေါ့နော်ခုဗာလဲ လာအောင်ပေါ့နော်ပထစ်လာဆိုရင်ကမ္ဘူချာတို့အဲ့လိုမျိုးပေါ့ကမ္ဘောဒီးယားတို့အဲအဲ့လိုမျိုးသွားလာအိုတို့ကမ္ဘောဒီးယားတို့သွားနိုင်တာပေါ့နော်အဲ့လိုမျိုးအာသွားနိုင်တယ်ခွေရေးရှိတာပေါ့နော်ဒါကြတော့အဲ့ဒါကြောင့်မို့အနီရောင်စာအုပ်ရှိတဲ့သူတွေကကြတော့အနီရောင်တက်တန်တိုးလို့ရသေးတယ်အနီရောင်စာအုပ်အာမဟုတ်အာတက်တန်မကုန်သေးဘူးတိုးလို့ရသေးတယ်ဆိုတော့အနီရောင်ပဲဆက်ပြီးတော့တိုးဖို့အာမန်ရတော့အကြံပြုချင်တာပေါ့နော်မန်အကြံပြုချင်တာပါဒါပေမဲ့ပန်းရောက်ကတခုတည်းကဲဆောင်ထားတဲ့သူတွေကကြတော့လေ CI စာအုပ်ပါဖြစ်လို့ပြောင်းပြောင်းစစ်ချင်လဲဆိုတော့ပန်းရောက်ကကကြတော့အာ မိုင်ပြောနေကြတိုင်းပဲမက်ရောက်ကကကြတော့ဒီနေရာမှာလှုပ်ထားတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာပဲသုံးနေပဲနေထိုင်ပဲခွင့်ရှိတယ်တခြားနယ်ကိုသွားလို့ရှိရင်တော့နယ်ကျော်ခွေတို့ဘာတို့တောင်းစာတို့ရဲ့ခွေစာတွေဘာတွေတောင်းရတာပေါ့နော်အဲ့ဒါကြောင့်မို့ CI စာအုပ်ကိုလဲဖို့အကြံပြုချင်တာပေါ့နော်ဒါကကြတော့တင်ငယ်ချင်းတို့ပုံမှန်မူတည်တာပေါ့နော် CI စာအုပ်ကကြတော့အာနေကျော်သွားလာတာတို့ဖဲသွားသွားတို့ပေါ့နော်ကိုမှခွေရီတောင်းခွေစာတောင်းစီရမလို့တော့အဲအဲ့လိုခွေရီလေးတွေကိုကိုရတာပေါ့နော်ဒါကြောင့်မို့အာအပန်းရောက်ကနေပြီးတော့ပန်းရောက်ကရှိတဲ့သူတွေဝတ်ပါမရှိတဲ့သူတွေကကြတော့ CI စာအုပ်ပြောင်းဖို့အကြံပြုချင်တာပေါ့နော်ဒါပေမဲ့အနည်းရောစာအုပ်ရှိတဲ့သူတွေကကြတော့လဲโอเคဘာအခက်ခဲကြောက်တော့မသိဘူးပေါ့နော်အစင်းရောက်ပြောင်းချင်တယ်ဆိုလို့ဒါပြောင်းလို့ရလားဆိုတော့ပြောင်းလို့ရပါတယ်ဒါပေမဲ့ ဲ့မရဲ့အကြံပြုချင်တာကကြတော့အနီရောင်စာအုပ်ကိုင်ဆောင်ထားတဲ့သူတွေကကြတော့အနီရောင်ပဲတက်တန်တိုးပြီးကိုင်ဆောင်ထားလို့ရှိရင်တော့ကိုတွယ်ပုံပြီးတော့အကျိုးရှိတာဖြစ်ပါတယ်ကိုတွယ်ပုံပြီးဆင်ပြေစေတာပေါ့နော်ဒါကြောင့်မို့ဒါတော့တငငကြီးတို့ပေါ်မှာအာတငငကြီးတို့ရဲ့ဆုဖြတ်ချက်ပေါ်မှာမူတည်သွားပါတယ်ဘာမှလည်းမင်းကတော့အဲ့လိုမျိုးတိုက်တော်တာမဟုတ်ပါဘူးဒါပေမဲ့မင်းရဲ့အကြံပြုချက်ရပေါ့နော်မင်းရဲ့အကြံပြုချက်ရ မရတော့လာပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်အာအဲ့ဒါဆိုရင်တော့ဇာအုပ်စင်းရောင်းလုတ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော် CI ဇာအုပ်လုတ်ချင်တယ်ဆိုလို့ရှိရင်တော့အာဝတ်ပါမင်းရှိတဲ့သူလည်းရတယ်ပိုင်းရောက်ကရှိတဲ့သူလည်းရတာပေါ့နော်သွားလုတ်လို့ရပါတယ်တချို့သူတွေကကြတော့လဲသူမှအာဝတ်ပါမင်းဇာအုပ်ကတဲ့ဇာအုပ်တအုပ်ထဲကဲဆောင်ထားတဲ့သူတွေရှိသလိုမျိုးပိုင်းရောက်ကနဲ့ဝတ်ပါမင်းနှစ်အုပ်တွဲပြီးတော့ကဲဆောင်ထားတဲ့သူတွေလည်းရှိတယ်နောက်ပြီးတော့ပိုင်းရောက်ကတမျိုးလည်းကဲဆောင်ထားတဲ့သူတွေလည်းရှိတာပေါ့နော်တအုပ်စုတအုပ်စုနဲ့မတူတဲ့အတွဲမျိုးတချို့သူကလည်းအာဘာချီမပြောင်းလို့ရလဲဆိုတာမေးလာတဲ့မိကုံလေးတွေပေါ့နော်မိုင်လာရဖိချက် ံပေးခြင်းဖြစ်ပါတယ်။အာပေါ်ပါမရှိတဲ့သူလည်းလှုပ်လို့ရတယ်။ပိုင်းရောက်ကရှိတဲ့သူလည်းလှုပ်လို့ရတယ်။နှမျိုးစလုံးကန်ဆောင်ထားတဲ့သူလည်းလှုပ်လို့ရပါတယ်နော်။သွားပြောင်းလို့ရပါတယ်ရှင့် CI စာ။ဟုတ်။ဒါပေမဲ့အခုကတော့မလှုပ်ပေးသေးဘူးပေါ့နော်။အခုလာမယ့်15ရက်တောင်လည်းသူတို့အစစလှုပ်ပေးတော့မှာဖြစ်ပါတယ်။ဒါကြတော့ CI မကန်ဆောင်ထားတဲ့သူတွေကိုအသစ်လှုပ်ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့ CI အဟာနေပြီးတော့အသစ်လဲတဲ့သူတွေကကြတော့အခု17ရက်နေ့ဒီနေ့ပေါ့နော်ဒီနေ့ဆိုရင်နောက်ဆုံးပဲပေါ့ ဒီနေ့17ရက်ပါเนาะဟုတ်တယ်เนาะမိုင်မှန်ပါတယ်เนาะ17ရက်နေ့ဆိုရင်တို့နောက်ဆုံးအနေနဲ့လုတ်ပေးခြင်းဖြစ်ပါတယ်အာသွားတော်မတော်ရသေးဘူးဆိုရင်လည်းသွားတော်လို့ချိန်မီတရပါเนาะဒီနေ့တရက်ထဲမှာလုတ်လို့ရပါသေးတယ်ဒါကတော့အဟောင်းရှိတဲ့သူတွေအသိထဲတာပေါ့เนาะဒါပေမဲ့ဘာမှအာမရှိတဲ့သူတွေကကြောက်တော့အာဘယ်လိုပြောမလဲဘာမှမရှိတဲ့သူတွေကကြောက်တော့ CI မရှိသေးတဲ့သူတွေပေါ့နော်ဘာမှမရှိတာမဟုတ်ဘူး CI မလုတ်သေးတဲ့သူတွေကြောက်တော့အသိလုတ်ပေးမှကြောက်တော့အခုလာမယ့်25ရက်နေ့ပါအာဟုတ်ကဲ့ပါအခုမေးထားတဲ့မေးခွန်းလေးကိုပေါ့နော် CI က CI စာအုပ်လို့ရင်တော့အာဈေးနှုန်းကဘယ်လောက်လဲဆိုတာတော့အဲ့ဒါတော့ my sorry ပါနော် my တောင်းပန်ပါတယ်ဘာဖြစ်ဆိုမင်းကဈေးနှုန်းကိုတိကျပြောလို့မရပါဘူး my ကိုယ်တိုင်လုတ်ပေးနေတဲ့လူတယောက်မဟုတ်တဲ့အတွက်ပေါ့နော်ဈေးနှုန်းကကြတော့ဘယ်လောက်ကုန်မလဲအာဘယ်လောက်ဘယ်လိုဘယ်လောက်ကုန်မလဲဘယ်လိုဈေးနှုန်းလဲဆိုပြီးတော့အာပြောဖို့အတွက်ကတော့အဆင်မပြေဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့လုတ်ပေးနေတဲ့တယောက်တယောက်နဲ့ပုံမှန်မတူဘူးဘယ်လိုပဲဖြစ်ဖြစ်ဆိုရဈေးကြီးကဒီလောက်ဆိုရင်လဲဆိုရတဲ့ ဆိုရသတ်မှတ်ထားတဲ့ဈေးထက်ပိုပြီးတော့လုံရတဲ့အချိန်တွေအတွက်မို့အာဈေးတို့ကြတော့မိုက်တိကျပြောလို့မရပါဘူးပေါ့နော်တိကျပြောလို့မရပါဘူးရှင့်အာ CI ဆိုရဆင်းအောင်စာအောက်ကလေးရင်လေးရင်နဲ့သွားလို့ရလားရလားခင်ဗျာလို့မေးတာလားအာဆင်းအောင်စာအောက်ကလေးရင်နဲ့ပြန်လို့ရလားလို့မေးထားတဲ့မိခွန်းလေးထင်တယ်နော် sorry ပါစာတော့ဖက်လို့သိမရဘူးဖြစ်နေတယ်ဟုတ်ကဲ့ပါပြန်လို့ရပါတယ်ရှင်ဆင်းအောင်စာအောက်ကလေးရင်နဲ့ပြန်လို့ရပါတယ်နော် CI စာအောက်ကလေးရင်နဲ့ပြန်လို့ရပါတယ်ရှင် အာနော်ပြီးတော့ sorry နော်မေကွန်လေးတွေမိထားတာကြတော့တချို့မေကွန်လေးတွေကအာစာရောစာစာလုံးတွေအမှန်ဘူးဖြစ်နေဆိုတော့လေအာဟုတ်ကဲ့ပါအဲ့ဆိုတော့ pitch နဲ့ဟာတွေကိုပေါ့နော် comment ထားမှာမိထားလို့လည်းရပါတယ်မိုင်လာရောက်ပြီးတော့ဖြေချပေးမှာဖြစ်ပါတယ်အခုကကြတော့မိုင်ပြောချင်တာကြတော့ CI အာလုတ်ချင်တဲ့သူတွေပေါ့နော်ပန်းရောင်ကစီတာတို့ဝတ်ပါမယ်ရှိတာတဲ့သူတိုင်းလုတ်လို့ရပါတယ်ဒါကတော့ CI စာအော်တင်လုတ်ချင်တဲ့သူလေးတွေကိုလာရောက်ပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ အာဒါကြောင့်မို့အဘလိုပြောမလဲ လုတ်ချင်နေဆိုရင်ပေါ့နော်သွားလုံလုံရကြပါတယ်နော်ဒီနေ့ကကြတော့လာပြောချင်တာတော့ဒီလောက်လေးပါပဲနော်ဘာဖြစ်ဆိုတော့မင်းတကူမှားထားချင်တာကြတော့မင်းအစားအုပ်လုတ်ပေးနေတဲ့လူတယောက်မဟုတ်ပါဘူးနောက်ပြီးတော့အဲ့ဒါကြောင့်မို့ဈေးနှုန်းကိုကြတော့မင်းတိကျလည်းမင်းပြောလို့မရဘူးနောက်ပြီးတော့ဘယ်ကကောင်းတာလဲဘယ်ဘယ်နေရာကောင်းတယ်လဲဆိုတာလည်းမင်းကလည်းမသိပါဘူးပေါ့နော်မင်းကကြတော့မင်းတိတလောက်လေးပေါ့နော်တကယ်ချင်းလို့လုတ်တက်တဲ့အရာလေးတွေကိုလာရောက်ပြီးတော့ပြပြပေးချင်ဖြစ်ပါတယ်အာမင်းကဆရာကြီးတယောက်လည်းမဟုတ်ပါဘူးအများကြီးသိတဲ့လူတယောက်လည်းမဟုတ်ပါဘူးနော်ဒါပေမဲ့မင်းတိတလောက်လေးပေါ့နော်တကယ်ချင်းလို့ဆင်ပြအောင်လာရောက်ပြီးတော့ပြပြပေး ချင်းဖြစ်ပါတယ်ပန်းရောင်ကတခုရှိတယ်တဲ့တထင်းမတူဘူးရလာတယ်မိုင်းဟုတ်ကဲ့တထင်းမတူဘူးတထင်းပြောင်းလို့ရပါတယ်ပေါ့တော့အခုအာမခံတထင်းအစ်စ်ကိုဝင်မယ်ဆိုလို့ရှိရင်တထင်းအစ်စ်နဲ့သွားလို့လို့ရပါတယ်ရှင်တထင်းအစ်စ်ရှိရင်ပေါ့နော်တထင်းအစ်စ်နဲ့သွားလို့လို့ရပါတယ်ရှင်ဂျက်ခေါက်လုပ်ပြီးတော့ MOU လေးနည်းပြီးတွေလဲမေးပြီးမေးပြီးပြီလာညီမတဲ့အေးအေးအာ sorry no အေးအေးဖြစ်တော့ MOU လေးနည်းပြီးတွေကကြာတော့လေးနည်းပြီးတယ်ဆိုတာကကြာတော့စာအုပ်တက်တန်းကုန်လို့ရှိရင်တော့စာအုပ်လဲလို့ရပါတယ်လေးနည်းပြီး အာဗီဇာတက်တန်းကိုနေလို့ရှိရင်တော့ဗီဇာတက်တန်းတိုးလို့ရပါတယ်နှစ်နှစ်တိုးလို့ရပါတယ်เนาะဟိုတော့ပြီးတော့ဝါပါမဲ့လို့လို့ရပါတယ်ရှင် MOU လေးနှစ်ပြည့်ပြီပေါ့เนาะမင်္ဂလာပါရှင်မင်္ဂလာပါ ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့ဒီနေ့တော့မဲကိုခွင့်ပြုပါအောင်လို့ဘာလို့ဆိုတော့မဲအချင်းလေးနဲ့လာရောက်ပြီးတော့လက်ဖက်ပေးတဲ့အတွက်အာ comment လေးတွေကိုဒီလောက်ပဲဖတ်ပေးလိုက်မယ်နော်နောက်တစ်ချင်တဲ့ဟာလေးတွေလည်း comment လေးထဲမှာရှင်းထားလို့ရပါတယ်ရှင်မိုင်လာရောက်ပြီးတော့ဖြည့်ချပေးမှာဖြစ်ပါတယ် CI စာအုပ်လုပ်ချင်တဲ့တကယ်ချင်းတွေလည်းအခုလာမဲ့15ရက်နေ့ဆိုတော့ဖွင့်ပေးနေပြီဆိုတော့တနေ့ကျရင်လည်းမိုင်လာရောက်ပြီးတော့ပြပြပေးဦးမှာဖြစ်ပါတယ်ဒီနေ့ကကြတော့အားလုံးလည်းဆင်ပြေပါစေလို့ဆုတောင်းပေးရင်းနဲ့အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်